လောဘစောတိုက်နေလို့တိုက်သူသမားတွေအသက်ပြောင်သွားတဲ့လေခွင်းတောင်သမိုင်းတိုက်ဆောင်ပစ္စည်းရိယာဆွေတော့ထိုက်တဲ့သူမှရတာမျိုးဖြစ်ကလောဘစောတိုက်နေရဲ့လောဘသားတွေအတွက်ကတော့အပင်မီခဲတွေသာဖြစ်ပါလိမ့်မယ်။ဂျီနိုင်ငယ်ညင်းဆိုတဲ့ဇကားဟာလူလောကထဲမှာတာမကပဲနဲ့တိုက်ထဏတာတွေထိတောင်ရှိနေပြီးတော့တကိုးကြီးတဲ့တိုက်သူသမားတွေကိုတိုက်ဆောင်တွေကကြောက်ရသလိုအစွမ်းထက်တဲ့တိုင်းနှန်းရှင်တွေကိုလည်းတိုက်သူသမားတွေကလက်ပြားခါလောက်တဲ့အထိလန့်ကြရပါဗျ။ ဒါကြောင့်ဒီနေ့ရဲ့ရွှေဘို channel video မှာလောဘစောတိုက်နေလို့တိုက်သူသမားတွေအသက်ပြောက်သွားတယ်။ခလီခွင်းတောင်တမိုင်းချောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။မန္တလေးတိုင်းဒေသကြီးရမဲတန်းခရိုင်ပြင်မနာမြို့နယ်ကြည်တောင်ရွာအနီးမှာတည်ရှိတဲ့ခလီခွင်းတောင်မှာဆိုရင်တော့တမိုင်းဝင်တောင်ဖြစ်ပါတယ်။အနောက်ထာမဲလက်ထက်တုန်းကပေါင်လောင်မြည်ရဲ့အရှိဘက်ကန်တောင်ကျေးနားမှာတောင်းကျန်းနေတဲ့စင်ဖြူသုံးစီးကိုနှိမ်နှင်းဖို့အတွက်စစ်တီတွေဖြစ်တဲ့ရဲတီဟာနဲ့ညီဖြစ်တဲ့သူပါကြည်တောင်ရွာကိုရောက်ရှိလာခဲ့ပါတယ်။ အဲ့ဒီမှာတိုင်နန်းရှင်ဝင်စားတဲ့မက်ဖြူမက်ညိုအမွာနှစ်ယောက်နဲ့မြစ်တာမျှခဲ့ကြပြီးသုံးလကြတဲ့အခါပြန်လာပြီးတော့လက်ထပ်ပါမယ်လို့ကလေးပြုက ပကံပြေစီပြန်သွားကြပါတယ်တပြိုင်တည်းထဲမှာပဲတိုက်စီယာဥက္ကံဝါဆိုသူကလေတိုက်စာရဥစင်းဝင်းနဲ့ခြေတောင်ခြေရွာကိုရောက်ရှိလာခဲ့ပြီးတပည့်ဖြစ်သူ မောင်ကျော်ဖားနဲ့ကြိတ်ပြီးတော့တိုင်မင်ကတိုက်တူးဖို့စီစဉ်ကြပါတော့တယ် ဥကံဝါဟာတပည့်ဖြစ်သူကိုခေါ်ပြီးကြောက်ဘလူးမယုတ်ကိုဂါထာမန္တန်တွေမှမဟုတ်ပြီးချိန်မန်ကွင်းကိုလဲပင်းမှာဆွထားတဲ့အခါမှာဂါထာမန္တန်အစွမ်းကြောင့်ကြွေယုတ်ကြီးပေါ်လာပြီးကြွေယုတ်ကြီးလဲပင်းကိုလည်းချိန်မန်ကွင်းဆွထားစီကတပည့်ဖြစ်သူတွေကိုစေးချိန်တုံးနဲ့ရွေစေပြီးမရိုက်ဖို့မှာထားပါတယ်။အဲဒီနောက်တိုက်စာမှာပါတဲ့အတိုင်းရွှေသားတီပြီးရဲ့လောင်းလီပေါ်လာရန်တိုက်စီယာကဂါထာမန္တန်ဆက်ပြီးရွံ့နေတာပါ။ ဒီတော့ကြာဘလူးမယုတ်ကြီးကလည်းမက်ဖြူမက်ညိုရဲ့မိဘရေကိုခြေမှန်းခွင့်ဖြုတ်ပြန်အကူညီတောင်းလိုက်ရာဇနီးမောင်နှံနှစ်ယောက်ကလည်းအရဲဆုံးအကူညီလိုက်ပြီးဘလူးမကကျေးဇူးတိကသူ့ရဲ့ပိုင်ဆိုင်တဲ့ရွှေငွေတွေကိုပေးပြီးတော့ပျောက်သွားပါတယ်တိုင်းဆရာရဲ့ဂါထာအစီရင်တွေကြောင့်ငုံရှုံးနေတဲ့ရွှေလေးကြီးရေဘောကိုပေါ်လာတဲ့ချိန်ကြောက်ဘလူးမယုတ်ကြီးရောက်ရှိလာတာကြောင့်တပည့်ဖြစ်တဲ့သူမှကြောက်စိမ့်နဲ့ကျွဲယုတ်ကြီးကိုစေးချိန်တုံးနဲ့တအားကိုကျုံးပြီးတော့ရိုက်လိုက်ရာကျွဲယုတ်ကြီးမှရေထဲကိုငုံရှိုးသွားပါတယ် မန္တန်ကျောင်းရေပေါ်ပေါ်လာတဲ့ရွှေလေကြီးဟာလည်းအရှိတ်ဆူဆူဟာတောင်စီကိုထွက်ခွာသွားပြီးကြီးမားခိုင်မာတဲ့ကြောက်တောင်ကြီးကိုခွင်းကပျောက်ခွေသွားပြီးတော့တိုက်စရာတပည့်နှစ်ယောက်လည်းအသက်ပျောက်သွားခဲ့ပါတယ်ရွှေလေကြီးခွင်းဝင်သွားတဲ့ကြောက်ွဲကြီးမှာဖြောင်တန်းစွာပိုင်းဖြတ်ထားသလိုအကျယ်၃ဘေခန့်အမြင့်၂၅ဘေခန့်အလျားပေ၄၀ခန့်မှာအခုချိန်ထိအထင်ရှားရှိနေပြီးရှေးခါကကွဲအပ်နေတဲ့ကြောက်ွဲကြားမှာလေးမုတ်ထုတ်ခြင်း အကျွင်းပိုင်းကို လေဆုပ်ယူခြင်းတွေရှိခဲ့ကြောင်းကြောက်ခွဲကြောင်းနဲ့လက်ကိတ်မဝါချကြည့်မယ်ဆိုပါကမှုတ်ထုတ်တဲ့လေယာကြောင့်ဘလိုပဲအောက်ကိုပြစ်ချစေကမူအထက်စီပြန်တက်လာကြောင်းတွေကိုသိရှိရပါတယ်တိုင်းနန်းရှင်နေနဲ့လှေကြီးခွင်းဝင်ပြက်ွယ်သွားတာတွေကိုအကြောင်းပြုပြီးလှေခွင်းတောင်လိုခေါ်ပေါ်သမုတ်ကြတာပါမဖြူနဲ့မညူဟာပြန်မလာတဲ့ချက်သူကိုမျောရင်းကနေပြီးတော့ ချက်သူနဲ့ပြန်တွေ့တဲ့အခါမှာလေရန်သူတွေစီကပြစ်လို့တဲ့အစိမ်းလူများတွေတင်ပြီးမက်ဖြူကစင်ခွင်းတောင်ရဲ့တောင်ဆောင်နဲ့ဖြစ်သွားပြီးမညူကတော့လှေခွင်းတောင်ရဲ့တောင်ဆောင်နဲ့ဖြစ်သွားပါတယ်။မဲဖြူမဲညူတို့ကိုနတ်ကုန်းနန်းနန်းဆောက်လုပ်ပြီးနှစ်စင်ထာဝရပူဇော်ပသခဲ့ကြတာဒီကနေ့အချိန်ထိပဲဖြစ်ပါတယ်ပရိသတ်ကြီးတို့ရဲ့။နောက်တစ်ခေါက်ရွှေဘူ channel မှာပြန်လည်ဆောင်တွေ့ချင်ပါတယ်ရှင်။အမြဲတမ်းချစ်ခင်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်။